exercise 86ကား use each of the following in a separate sentence ဝါချက်တချောင်းချင်းစီဖွဲ့ပြီးပါတယ်ဒီမှာပေးထားတာက number 1ဆို answer here exercise ဒီမှာတော့ preposition ထည့်ရမယ့်နေရာမှာမထည့်လို့မှားတာခုဒီ exercise ကတော့ preposition မလိုဘဲနဲ့ထည့်ရင်မှားတာကိုပြောတာပါ solution ဥပမာဆိုရင် answer answer ရင်းတော့မှာ but preposition မှာမလိုပါဘူးနောက်တစ်ခု attack တိုက်ခိုက်သည် မလိုပါဘူး preposition မလိုပါဘူး approach ချင်းကတဲ့ preposition မလိုပါဘူး enter enter ဝင်ရောက်တယ် enter ဆိုတာတကယ်လို့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှင်ဒါ go into ပါပဲ go နဲ့ into နဲ့ပေါင်းထားတာပါ reach ရောက်ရှိရယ်ဘယ်ဟိုရောက်တယ်ပေါ့ နောက်မှာဘာ preposition မှမလိုပါဘူး told ပြောတယ်ဘာ preposition မှမလိုပါဘူးဒါဆိုရင် number 60အရင်ရေးကြည့်ပါမယ် number 1 I answered the teacher's question quickly. Si ဆီယမိုင်မိကိုကျွန်တော်ကမြင်မြင်ဖြေခဲ့တယ် The soldiers attack the enemies bravely. Sidaria enemies Yandurigo bravely Yen -ye Zwane Taikagere.